ချန်ပီယံလိဝင်ဝင်ရော FA ဖလားရောရဖို့ကအရန်ကြီးရောမလွယ်ဘူးเนาะဂွာဒီယိုလာနေနဲ့စဉ်းစားစရာကြီးတော့အများကြီးရှိလာနိုင်မယ်ဖလားလည်းမဲ့ယာဒီကကျတော့သူဖြစ်ဘူးတယ်ဟုတ်ပါဘူးယူရိုပါလိဆင်းကန်တာမျိုးကျတော့သူကအဲ့လိုမျိုးဖြစ်ခံမှာတော့မဟုတ်ဘူးဖြစ်ခံမှာတော့မဟုတ်ဘူးပေါ့เนาะ ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲကြော်သံချက်အစီအစဉ်ဖြစ်ပါတယ်ဒါဘောလုံးပွဲတွေပြန်လာပြီးတော့ပဲပြောရမှာပါအခုကျွန်တော်တို့ပြောသွားမယ့်ပွဲစဉ်ကတော့ FA Cup Quarter Final ပွဲစဉ်ဖြစ်ပါတယ်ဘုံမောင်းနဲ့ Man City ပွဲစဉ်မှာထုံးစံတိုင်းကျွန်တော်ရဲ့ကိုရင်းတို့ကျွန်တော်ညီကိုမြောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဗျာကိုရင်းတို့ရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ဘုံမောင်းနဲ့ Man City ပါဒါ Super Sunday ရဲ့ည10:00နာရီပေါ့ရနော်ကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကအကောင်းဆုံးပွဲတော်မှာကျွန်တော်တို့ပြောလို့ရတယ်ပြောမှဆိုတော့ကျွန်တော်ပွဲကောင်းလေးတော့နည်းလေးတော့နည်းတယ်ပေါ့နော် တော့ကျွန်တော်အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပဲဆက်လိုက်ချင်ပါတယ်ဒါအင်ရှင်ဘုံမောက်ဘက်ကနေကိုရင်းတို့အမြင်လေးနဲ့ပြပြပေးပါဦးအာဘုံမောက်ကနိုင်ငံတကာပွဲတွေမလာခင်မှာတော့အဲ့ဒီကနိုင်ပွဲတွေတော့ပျောက်ထားတယ်ပေါ့နော်ဒီမလာတလလုံးမှာနိုင်ပွဲတပွဲတောင်မှသူတို့မရှိဘူးပေါ့နော်အဖေဖလားမှာလည်းဘုကိုနိုင်ဝါတာပန်တရီဆုံးဖြတ်နေမှာနိုင်ဝါတယ်ပေါ့နော်ဒါဘုံမောက်ကောင်းငင်ကောင်းနေပြောနေပြီမြဲတကယ်တရားကြည့်ကြည့်တဲ့အခါမှာနောက်ဆုံးကစားထားတဲ့6ပွဲမှာသူတို့က နိုင်ဘွဲတပွဲပဲရှိပါတယ်။ဒါကတော့အားရစရာတော့မကောင်းဘူး။ဟုတ်ပါတယ်။လက်ရှိမှာဘုံမောက်ကဒီဥရောပဝင်ခွင့်ပေါ့နော်။အဖြစ်နိုင်ဆုံးကတော့ Europa League ဝင်ခွင့်ကိုတော့မျှော်လင့်လို့ရတယ်။ပြီးတော့ FA Player ကိုလည်းဒီလိုမျှော်လင့်လို့ရတယ်။လက်ရှိချိန်နေရဆိုရင်တော့မျှော်လင့်ခွင့်ရှိရဆိုတဲ့အချိန်မျိုးပဲရှိရ။အားရစရာတော့မကောင်းဘူးပေါ့နော်။ဟုတ်ကဲ့။ဒီဘွဲမှာတော့ကျွန်တော်တို့ဒီအဖြစ်မနေစောက်ကြည့်ရမယ့်ကစားသမားတယောက်တော့ရှိရ။အဲ့ဒါတော့နောက်ခံလို့ Dean Hansen ပေါ့နော်။ဟုတ်ကဲ့။ဒီဘွဲစဉ်ကသူ့အတွက်လည်းဆောင်ဘွဲဘွဲတစ်ခုလိုမျိုးဆိုတော့ယူဆလို့တော့ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူက လက်ရှိကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးတက်ဆက်မှုတွေကတယောက်ဖြစ်တဲ့ဟာလန်ကိုရင်ဆိုင်ကစားရမှာလေဖြစ်တယ်ဗောနော်ဟုတ်ကဲ့ဒီကောင်လေးကဟုတ်ပါမလားတကယ်ကောင်းလားမကောင်းလားဗောဒါတွေမသွေးခင်ကျွန်တော်ပြောစရာတွေတခုတော့ရှိရဲ့ဒီကစားသမားကအခုမှအသက်16နှစ်ပဲရှိသေးရဲ့ဗောနော်စပိန်လက်ရေးတင်းတင်းမှာလည်းရွေးချယ်ခံရတယ်ပွဲထက်ကစားခွင့်ရရတယ်ရွေးရမစလို့အတင်းကလည်းစိတ်ဝင်စားပြီးတော့တကယ်ကိုခော့ယူခြင်းနဲ့ဗောနော်သူ့ကစားပုံတွေဘယ်လိုရှိရဲ့ဒီမပြောခင်မှာအဲ့ဒီအချက်တွေနဲ့ဒီကစားသမားဘယ်လောက်ထိကောင်းလဲဆိုတာကို50ရာခိုင်နှုန်းလောက်တော့တည်သွားကြမယ်လို့ကျွန်တော်ကမြင်နေဗောနော်ဟုတ်ကဲ့ ဒီသားသမားကသူ့ရဲ့ပုံစံအားကြည့်မယ်ဆိုရင်တော့ပရင်ပပနဲ့တိတ်ပြီးတော့တတမပုံစံမျိုးတော့မရှိဘူးဒါပေမဲ့ဒီကစားသမားရဲ့ဘောလုံး IG ကအရင်ကမြင့်တယ်ဗောနစပိန်သားဖြစ်နေတာကလည်းဒီကစားသမားကိုအများကြီးအားသာချက်ရှိစေတယ်ဘောလုံးနိုင်တယ်ဗောနဘောလုံးနိုင်တာကဘာလို့ဖြစ်လဲဆိုတော့ဒီ modern ဘောလုံးလောကမှာသူသူ့ရဲ့နောက်ကန်လို့ရောက်နေတယ်ကောင်းကောင်းကြီးကစားလို့ရတဲ့အခြေအနေမျိုးကျွန်တော်မြင်ရတယ်ဗောနပွဲတွေမိနစ်1500တိတိကစားရတဲ့နောက်ကန်လူတွေထဲမှာဆိုရင်ဒီ Hassan ကဗောန မိနစ်60တိုင်းမှာပြင်းမြပေါ့တက်စစ်ကိုပေးဖို့မှု၄ချိန်တည်းရှိရပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒီကစားမရဲ့ပုံစံကတန်မာမှုမရှိဘူးလို့ထင်ရတယ်ဆိုပေမဲ့လည်းဒီဘောလုံးတကယ်ရှင်လူရတဲ့ခါမျိုးတွေရှင်တက်ရတဲ့ခါမျိုးတွေမှာအများကြီးအားရကြကောင်းတော့တွေ့ရတယ်ပွဲရင်မိနစ်1500ကစားရတဲ့နောက်ကလူတွေထဲမှာခေါင်းရှင်တိုက်တဲ့အောင်မြင်မှုတော့59တသမာ300ခန့်တော့လို့ရှိရတယ်။မြင်တာအောင်ပြောရမယ်ဆိုရင်အာဆင်နယ်နောက်ကလူဂါရီယန်နဲ့ level တူလောက်ကိုသွားပြီးတော့ရှိရတယ်ကျွန်တော်တွေ့ရတယ်ပေါ့နော်။ ဂိမ်းစံကောင်းတဲ့နောက်ကလူတွေကဘာဖြစ်စေလဲဆိုတော့တစ်ဖက်တက်ဆက်မှုဘာလို့တော့မလဲဆိုတာကိုနှစ်ခွက်လောက်ကြုံမြင်တယ်ဗောနော်ဒါတွေကလူကောင်ကြီးရတဲ့ရနဲ့မဆိုင်တော့ပဲနဲ့ဒီအတင်းနဲ့ကစားတဲ့ခါမှာအများကြီးဥပမာအကျိုးရှိရဗောနော်ဘယ်လောက်ဒီဂိမ်းစံကောင်းတဲ့ကစားမှလို့ပြောလို့ရလဲဆိုရင်ဒီဗောနော်ပြင်းပြလိမ့်မှာဗောနော်ဘောလုံးကြားပြတ်လူယူမှုသူတို့ရအောင်မြင်သောကစားသမားကဟန်ဆန်ဖြစ်တယ်ဗောနော်ပြီးတော့ဒီကစားသမားကကန်ချက်တွေကိုဘလော့လုပ်နိုင်စမ်းလည်းရှိရသူ့ရဲ့ပုံစံကကြတော့တစ်ဖက်ဘာလုပ်မလဲဆိုတာဖတ်ပြီးတော့မှဖတ်ပြီးတော့မှကြိုပြီးတော့ စောင့်နေတဲ့ပုံစံမျိုးပေါ့နော်အတင်းဝင်လုံးဝင်လူတာမျိုးတော့မဟုတ်ဘူးဒါတွေကလည်းဒီ modern ဘောလုံးလောကမှာအတင်းကြီးတော်တော်များများကလိုချင်တဲ့ကစားသမားပုံစံမျိုးလည်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာသူ့အနေနဲ့ Haaland တို့ Mamut တို့ဥဆောင်လာပဲ Messi တိုက်စစ်ကိုဘလောက်ထိဘုံမောက်တင်းတဲ့သူပေါ့နော်ဟန်ချက်ညီညီတားဆီးသွားမလဲဆိုတာတော့ကျွန်တော်တို့စိတ်ဝင်စားမိပါတယ်ဗျဟုတ်ကဲ့ပါကဲကိုရင်တို့ပြောတာတော်လေးကိုပြည့်စုံပါတယ်เนาะဒါဒီကစားသမားရဲ့အနာဂတ်ကလည်းဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမှာတော့ရှိပါတယ်အဲ့တော့ပြောကျွန်တော်တို့ဘုံမောက်ပေါ့ဘုံမောက်ဆိုတာ ਨੇ ကျွန်တော်တို့ကဒီရာသီမှာဆိုရင်သိပြီးအများကြီးမတွေးကြဘူးဘုံမောက်က ကျွန်တော်အထင်ကြီးစိတ်တွေပို့ပြီးတော့များနေတယ်ဘုံဘွားဆောင်နဲ့ကျွန်တော်ကောင်းနေဆိုရင်ကျွန်တော်အမြင်တွေပို့များတဲ့ခါမှာတကယ်တမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လက်ရှိမှာဘုံဘွားကအကြပိုင်းကိုရောက်နေတော့တွေ့ရတယ်ပြိုင်ပွဲဆုံးနောက်ဆုံး၅ပွဲဆက်မိနစ်60တွင်သူတို့ဟာနိုင်ပွဲပျောက်ဆုံးထားတယ်ပရီးမီးယားလိမှာလည်းနိုင်ပွဲမရတာ ကျွန်တော်ဒေးဘွဲဆက်ရှိသွားပြီပေါ့နော်အဲ့တော့ဘုံဘောက Premier League မှာပေးစရာကြည့်မယ်ဆိုလို့ရှိရင်အောက်ကိုတော်တော်လေးကိုရောက်နေပြီဒီလိုအခြေအနေမျိုးရှိတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့မာကျောမှုနဲ့သူတို့ရဲ့လုံနိုင်စွမ်းကဒီကျွန်တော်တို့ဘောလုံးရည်တွေခုရဲ့ပွဲဆက်တွေကိုဇက်တိုက်ဆိုးလို့ရှင်တိုင်လာတဲ့အခါမှာဒီရာရဲ့လုံနိုင်စွမ်းတော်တော်ယော့သွားတယ်ယော့သွားတဲ့အခါမှာသူတို့တရားဒီလုံးမထိန်းထားနိုင်ဘူးဒီနေ့မှဆိုလို့ရှိရင်ဒီလိုပုံစံမျိုးသူတို့ဖြစ်လာရလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘုံဘောက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တတလုံးမှာတော့ဘုံဘောက်ကကောင်းမနေဘူးတကယ်ကောင်းမနေဘူးဆိုပေမဲ့ဒီပွဲကသူတို့ရဲ့အိမ်ကွင်းဖြစ်တယ်နောက်တစ်ခုကသူတို့မှာမျှော်လင့်ခြင်းစရာရတယ်ဒီ FA ဘလာတလုံးပဲရှိတဲ့အခါမှာတော့သူ တို့ရဲ့အိမ်ကွင်းမှာတို့အားကောင်ယုံဝနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့ DRD အိမ်ကွင်းမှာအသင်းကြီးတွေကိုနိုင်ခဲ့တယ်ဆိုတော့အနေဒါရှိတဲ့ခါမှာကျွန်တော်တို့အရန်ကြီးတော့ short တွက်လို့တော့မရဘူး။ဒီပိုင်းတော့ရှိတယ်။ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဘုံမောက်ရဲ့အဓိကကြဆင်းမှုကတော့ကွင်းလယ်နဲ့ကြီးပေါ့နော်။ကျွန်တော်တို့တောင်ပံတိုက်စစ်တွေကိုကျွန်တော်အဓိကထားပြောခြင်းနဲ့ဒီနေရာတွေကကြလာတယ်ဆိုပေမဲ့ဒီပွဲမှာတော့ဒီကစားသမားတွေရဲ့ တူဦးကောင်းခြေစွမ်းလေးတွေပေါ့ဒီဟာလေးတွေကိုတို့လုတ်ပြနိုင်မယ်ဆိုတော့ရှိရင်တော့ဒါပို့ပြီးတော့အဆင်ပြေတဲ့အနေအထားလေးရှိမယ်လို့ထင်တယ်ကျွန်တော် ပြောချင်တာကဘုံမော့ကွင်းလေရဲ့တောင်ပန်တိုက်စစ်ရဲ့ဘုံမော့အထောင်တိုက်စစ်ရဲ့ကျွန်တော်ကြည့်နိုင်မယ်ဆိုတော့ရှင်ကောင်းပါတယ်အခုလောလောဆယ်မှာတော့တို့ကြာနေတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့တပွဲကောင်းလေးများဖြစ်လာမလားပေါ့ကျွန်တော်ပြောချင်တာဒီလိုမျိုးပါကျွန်တော်ဒီဟာလေးကိုတော့မျှော်လင့်ချင်ပါတယ်နော်ကဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒါမန်စီးတီးဘက်လေးသွားခြင်းတယ်မန်စီးတီးလည်းသိပ်ပြီးတော့မထူးပါဘူးပြောပြပေးပါဦးအာမန်စီးတီးဘက်ကတော့ဒီပွဲကတော့အရေးကြီးရယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဖလားလက်မဲ့ယာတီဖြစ်ဖို့တပွဲပဲလိုတော့အခြေအနေမျိုးတော့ ့ပြောလို့ရရယ်ဗောနော်ဟုတ်ကဲ့ဟာလန်ဘက်ကတော့ FA Plus ရကျင်တယ်ဆိုပြီးတော့ပုံဝင်လင်းတော့သူကတော့ပြောထားရယ်ဗောနော် Man City ဘက်ကကြတော့ဒီပွဲကအများကြီးအရေးကြီးရယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ဖလားလက်မဲ့ယာဒီဖြစ်သွားဖို့ကတပွဲပဲလို့တဲ့အခြေအနေမျိုးမှာရှိရယ်ဗောပြောလို့ပြောလို့ရတယ်ဟာလန်ဘက်ကတော့ဒီပွဲစဉ်မှာသူက FA Plus ရကျင်တယ်ဆိုပြီးပုံဝင်လင်းတော့ပြောထားတာမျိုးတော့ရှိရယ် ဒါပေမဲ့ Mercedes ဘက်ကကြည့်မယ်ဆိုရင်ဒီအဆင့်ရောက်မှာပဲ Mercedes ကနည်းနည်းလေးခတ်တဲ့သင်းနဲ့တွေ့ရတာပေါ့နော်ဒါကိုကြော်ပြီးွားရတယ်စီမီကရောက်သွားပြီအဲ့တော့အများကြီးသိရမလားအားဆိုင်ထောက်ရမယ်ဆိုရင်တော့၃ခွဲစာပေါ့နော်အားဆိုင်ထောက်ရမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိရဲ့ နိုင်ငံပွဲတွေမလာခင်မှာမန်စီးတီးကအဆင်ပြေတာမျိုးလေးတွေတော့ကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အပြည့်အဝအဆင်ပြေနေတာမျိုးတော့မဟုတ်ဘူးသူတို့ကဒီပန်ဘက်ကိုဘလို့အနိုင်ယူရမလဲဘလို့ဂိုးသွင်းရမလဲဆိုတာကိုတော့သူတို့ကသိသွားပြီဒါပေမဲ့တစ်ဖက်ကအနိုင်ရလက်ကိုဘလို့ထင်းရမလဲဆိုတဲ့နီးလန်းကတော့ရှောင်တွေ့သေးဘူးဒီနီးလန်းကိုတော့ရှာတွေ့သွားပြီဆိုရင်တော့မန်စီးတီးက FA ဖလားမှာအများကြီးမျှော်လင့်လို့ရတယ်လို့ကျွန်တော်ကပြောချင်တယ်ပေါ့နော်ချန်ပီယံလိဝင်ဝင်ရော FA ဖလားရောရဖို့ကအရင်ရောမလွယ်ဘူးနော်ဂါရီယိုလာနေနဲ့စဉ်းစားကြရတော့အများကြီးရှိလာနိုင်မယ် ဖလားလည်းမဲ့ယာရီကကြတော့ तू ဖြစ်ဘူးတယ်ဟုတ်ပါတယ်ယူရိုပါလိစင်ကန်တာမျိုးကြတော့ तू အဲ့လိုမျိုးဖြစ်ခံမှာတော့မဟုတ်ဖြစ်ခံမှာတော့မဟုတ်ဘူးဗောနော်ကွာရီယိုလာကျွန်တော်ကွာရီယိုလာဆိုရင်တော့ဖလားလက်မဲ့ထပ်ဖြစ်တာတယ်ချန်ယူဘာလိစင်ကန်ရတာကပို့ပြီးတော့စိုးနိုင်ရတော့ကျွန်တော်ကတွေးမယ်ပေါ့နော်ဒါပေမဲ့ဒါဘိုလေးတော့တွေးကြတော့ရှိပင်မဲ့လေဘုံမောက်ရဲ့လက်ရှိခြေစွမ်းကကျတော့မက်ဆီတီအနေနဲ့နိုင်နိုင်စွမ်းရှိရဲ့အခြေထားမျိုးမှာရှိတယ်မက်ဆီတီကလည်းအရင်ဆက်ဆက်ချင်းအရလို့ပြောအရင်စိုးရတာမျိုးမဟုတ်တော့ဘဲနဲ့လုံနိုင်စွမ်းကြီးအများကြီးရှိလာတယ် တင်းရဲ့ကစားမားတွေလည်းအသားကျလာတဲ့အခြေအနေမျိုးမြင်လာတဲ့အခါမှာတော့ဒီ FA Plus ဒီအစ်စ်မှာတော့လိုလေကူကူနဲ့တော့ Man City တင်းနေတဲ့ဒီလို ထွက်သွားလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးဗျဟုတ်ကဲ့ပါကျွန်တော်တို့ဘောနော Man City ကိုပြောမယ်ဆိုလို့ကျွန်တော် Man City ရဲ့စွမ်းဆောင်ရည်ကလက်ရှိမှာကျွန်တော်တို့ကတော့အရင်မှန်းဆလွယ်လို့ကျွန်တော်ပြောချင်တယ်ဘယ်လိုလဲဆိုတော့သူ့ထက်ညံ့တယ်ဆိုလို့ရှိရင် Man City ကနိုင်တယ် major တဲ့အသင်းတွေပဲဖြစ်ဖြစ်အဆင့်တူတဲ့အသင်းပဲဖြစ်ဖြစ်ဆိုလို့ကျွန်တော် Man City ကလုံးဝမနိုင်တော့ဘူးဒီလိုပုံစံဖြစ်နေတယ်ပြောမယ်ဆိုလို့ရှိရင်ဒီအချိန်တွေက Man City ရဲ့ပုံစံလုံးဝမဟုတ်ဘူးဗျအဲ့တော့ Man City ကလုံးလုံးကြီးကိုကြာဆင်းနေတယ်လို့ကျွန်တော်ပြောချင်တယ် Man City ပွဲတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာလည်းအသင်းလိုက်ကိုပဲကြည့်ကြည့်တူးချင်းပဲကြည့်ကြည့်နိုင်လိုစိတ်ပဲကြည့်ကြည့်ပေါ့နော်ဒီအပိုင်းတွေမှာလည်းတပွဲနဲ့တပွဲပုံစံလုံးဝကို မတူဘူးကောင်းတဲ့ပွဲကြရင်ကောင်းတယ်မကောင်းတဲ့ပွဲကြရင်မကောင်းဘူးအဲ့တော့ဒီလိုအခြေအနေရှိနေတဲ့အခါမှာခြုံပြောရရင်တော့လက်ရှိ Man City ကကောင်းမနေဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ဒီပွဲက Man City အတွက်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အရန်အရေးကြီးတယ်ဗျာဆူဖလားလိုချင်လို့ရှိရင်တော့ဒီပွဲမဖြစ်မနေနိုင်ဖို့လိုတယ်ဒီလိုအခြေအနေရှိပြီးတော့ဒီ Guardiola ကလည်း Man City နီးပြပွားမှာဆူဖလားလက်မဲ့ရာသီတစ်ခုကိုသူထပ်ပြီးတော့ကြုံချင်မှာမဟုတ်ဘူးသူကတော့တရားစီဖလား တလုံးဆိုတဲ့ပုံစံလေးမျိုးနဲ့သူကရှေ့ဆက်ချင်မယ်လို့ကျွန်တော်ထင်တဲ့အခါမှာတော့ပြောမယ်ဆိုလို့ရှင်တော့ Man City မဖြစ်မနေနိုင်ဟိုနိုင်မှဖြစ်မယ်ပွဲလို့ကျွန်တော်ပြောချင်တယ်ပြောမယ်ဆိုလို့ရှင်တော့ Man City ဘက်မှာကအားမရစရာများနေပေမဲ့ကိုရဲတော်ပြောသွားတယ်မျိုးပေါ့ဘုံဘောက်ကိုမနိုင်နိုင်တာမျိုးတော့မဟုတ်ဘူးသူတို့ရဲ့လူစီးရင်နဲ့ဘုံဘောက်လူစီးရင် ရှင်းကြည့်လိုက်မယ်ဘုံဘောက်လည်းကောင်းတာပဲ Man City ကတော့ပိုကောင်းပါတယ်ဒါပေမဲ့ကစားသမားတွေရဲ့တူးချင်းအရေးချင်းချမ်းမှာတော့ခွာခြားချက်လေးတော့ရှိတယ်အဲ့တော့ဒီအရာကဒီပွဲအဖြစ်ဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်မိပါတယ်ကဲဒါဆိုလို့ရှင်တော့ကျွန်တော်ပေါ့နော်ဘုံဘောက်နဲ့ Man City ကိုရဲ့လက်ခံ ံမန်ချက်သွားမယ်။ဒါဘယ်အသင်း semi final နဲ့တက်သွားမလဲပေါ့နော်။ခံမန်းပေးပါဦး။အဲကျွန်တော်တို့ကတော့ဒီတောက်လျှောက်ပေါ့နော်။ကျွန်တော်တို့ Mercedes ကိုကျွန်တော်ကတော့ back end ခဲ့တာပေါ့နော်။ဒီအခုတော့ကျတော့ကျွန်တော် Mercedes ကို နိုင်စီချင်းနေဗျာဘာဖြစ်လို့ဆိုတော့ Mercedes အနေနဲ့ဒီတစ်ဆင့်မှာတော့မပြုတ်လောက်သေးဘူးလို့ကျွန်တော်တို့ခံစားရတယ်ဒီဘုံမောက်ကလည်းဒီပြန်ကြည့်တဲ့အခါမှာအရင်ကောင်းနေတာမျိုးမဟုတ်တော့ပဲနည်းနည်းလေးကျလာတဲ့ပုံစံမျိုးကျွန်တော်မြင်ရတာကြောင့်မလို့ဒီပွဲစဉ်မှာတော့ဒီ Guardiola ရဲ့ Mercedes အတင်းကဘုံမောက်ပေါ့နော်1 2ဆိုတော့ရလက်လမ်းနဲ့အနိုင်ရအောင်မယ်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲကမိနစ်60အတွင်းအပြေထွက်ပါမလားပေါ့နော်ကျွန်တော်ဒီလိုမျိုးတော့တွေးမိတယ်ကျွန်တော်နောက်ဆင်တက်စီချင်းတဲ့အတင်းဆိုလို့ရှိရင်တော့ Man City ပေါ့ဘာဖြစ်လို့လဲဆိုတော့ Man City နောက်ဆင်တက်မှလည်းပြိုင်ပွဲကပို့ပြီးတော့ကြည့်လို့ကောင်းပါဦးအဲ့တော့ ော့ကျွန်တော်ရဲ့ဒီပရမအကြိုက်ကတော့မိနစ်60အတွင်းဒါပေါ့နော်တေးကြမယ်လို့ကျွန်တော်ထင်ပေမဲ့ကျွန်တော်လည်းဒါပေါ့တခုခုရွေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်း Man City အနိုင်ပဲရွေးလိုက်မယ်။နှစ်သင်းပေါင်းသွင်းကိုလေးတော့နည်းနည်းလေးများမယ်လို့ထင်တယ်။အပြန်အလှန်မြင်ရမယ်လို့ထင်တယ်။ဘုံပေါင်းနှစ်ကို Man City 3ကိုနဲ့ Man City နိုင်ပါမယ်လို့ခန့်မှန်းထားပါတယ်။ ဟုတ်ကဲ့ပါအခုဆိုရင်တော့ရှင်တော့ဒါကျွန်တော်ညီကိုတစ်ယောက်ပြောသွားခဲ့တာကတော့ဘုံပေါင်းနဲ့ Man City ရဲ့ FA Cup Quarter Final ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်ညီကိုတစ်ယောက်စလုံးကတော့ Man City အနိုင်ပေးထားပါတယ်။လူတွေမှာတကယ်အနိုင်ရရှိသွားမလားဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ပိုင်းကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာစီစဉ်ကောင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညီတို့ပြန်ပြီးတော့ဆုံတွေ့ကြမှာတည်းလို့ပြောရနေတယ်ပဲ။ဒီတရားလေးရတယ်နှုတ်ဆက်လိုက်ရပါတယ်ဗျာ။